AI ဆိုတာစပေါ်ကလေးရောလိုက်လိလာဖြစ်တယ်ပေါ့လေ။အိမ်ဝင်ပါတဲ့အဲနေမုံရရုပ်ရှင်ကားလေးရုပ်တင်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတော့ဒီကားလေးအတွက်လည်း promotion တစ်ခုပေါ့လေ။ဟိုတကယ်ထင်ကြတယ်တချို့ကတော်တော်လေးကိုတော့အော်ဗနန်းဖြစ်စရာဖန်တီးမှုတွေတော့သူတို့စီမှာရှိရပေါ့။ Laris လေးတွေရေးလိုက်လို့ရှိရင်တန်စင်သွက်တော့ထည့်ပြီးရှင်တို့ဖန်တီးပေးလိုက်တဲ့ AI တို့အာ stay photo ထည့်ပေးလိုက်လို့ရှိလို့ရှိရင် second ပိုင်းစာဒီရုပ်ရှင်အယုတ်လေးတွေဖန်တီးပေးတဲ့ AI တို့ရှိနေပြီ။ တို့က technology ကဟို moving forward ဖြစ်နေအောင်အများနဲ့ရှေ့သွားနေတဲ့ဟိုနီးပညာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုအဲ့ပေါ်မှာကျွန်တော်တို့ကဟိုပေါ့လက်လန်းပြီးသလောက်တော့ကျွန်တော်တို့ကလိုက်ပြီးတော့လေ့လာနေရမှာပဲအဲ့ဒီအတွက်ကြောင့် AI ဆိုတဲ့ဟိုနီးပညာကြီးကကျွန်တော်တို့အခုစလာတယ်ကဘာမှာလဲနောက်ပိုင်းတကယ်တွေ့နေကြကြတဲ့တော်တော်ကိုကြောက်စရာကောင်းပြီးတော့လူတွေအုံချတဲ့ရင်တော်တော်လေးကိုလူနေမှုဘဝအတွက်အထောက်အပံ့ပြုနိုင်တဲ့ ဤပညာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော် AI ဆိုတာစပေါ်ကတည်းကဟိုလိုက်လိလာဖြစ်တယ်ပေါ့လေကျွန်တော်တို့ကတခုခုလိလာမယ်ဆိုတော့အာဒီကဏ္ဍမှာ professional မဖြစ်ရင်တောင်ကျွန်တော်တို့ကဟိုတီမီခေါမီ level လောက်အထိတော့ကျွန်တော်လိလာလေးရှိတယ်ပေါ့လေ အဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့ဟာဒေဝိသဝိဆိုဆိုလည်းဟိုအဲ့စိတ်ဝင်ပါတဲ့အဲ့နေမောင်ရုပ်ရှင်ကားလေးရုပ်တင်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတော့ဒီကားလေးတွေ့လဲကျွန်တော်အထောက်အကူလေးတစ်ခုဖြစ်စေခြင်းနဲ့ဆန္ဒလေးကြောင့်လုပ်လိုက်တာအဲ့လိုလေးဖန်တီးကြီးရောလဲပုံလေးရဲ့သက်သက်ရဲ့လေးဖြစ်လာတော့လဲဒါပရိသတ်တွေလဲ entertainment ဖြစ်မယ်ဟိုပျော်စရာကောင်းရမယ်ပေါ့နော်ဒါဒီရုပ်ရှင်အတွက်လဲအပေါင်းလက္ခဏာဆောင်မယ်ပေါ့အဲ့လိုမျိုးလေးစဉ်းစားပြီးတော့လုပ်ဖြစ်သွားတာအကျရဲ့ကျန်သွားရတဲ့ဘုံကတော့ အဲအဲ့လိုပြောကြတယ်တချို့တချို့ဒီပညာနဲ့နည်းနည်းလေးဝေခဲ့တဲ့လူကြီးတွေရှိမှာပေါ့နော်အဲသူတို့ကြလို့ရှင်လို့ရှင်ဟိုတကယ်ထင်ကြတာတချို့อ่ะအဲအဲ့လို message ပို့အဲဘယ်ချင်းကဘယ်ပွဲမှာလာကြည့်သွားရလဲပေါ့အဲ့လိုပူဆိုင်ရင်းနဲ့တုံးကြည့်ရင်းနဲ့ဒါလေးတွေကတကယ်လေးဟိုဘယ်လိုခေါ်မလဲအဲအစ်စ်ပေါ့နော်အစ်စ်နဲ့သွားတူတယ်အဲ့လိုမျိုးလေးဟို ကြည့်လိုက်လို့ရှိလို့ရှိရင်ဟာဒါဒီလိုလားဆိုပြီးတော့ခံစားမှုလေးတခုဖြစ်စေရဟာလေးဆိုလို့ရှိရင်တော့ဒါပရိသတ်ကို share share လုပ်တာပေါ့လေဒါမျှဝေတာပေါ့သူတို့လည်းအဲ့လိုမျိုးခံစားမှုတခုနဲ့ entertainment တခုဖြစ်စေချင်တာပေါ့အမအမအတော်မှာလေးနဲ့အဲ့လိုမျိုးပြောတယ်မပြောပါဘူးကျွန်တော်ကအမှုပညာသမားပဲလေဒီအမှုပညာသမားတယောက်ရဲ့ဘဝကိုယုံကြည်ပြီးတော့လက်တွဲထားတဲ့မျိုးသမီးတယောက်ကတော့အဲ့ဒီ state တွေသူတို့မှမရှိပါဘူး clear ပါ က AI နဲ့မှကကျွန်တော်က fashion တော့တော်တော်မချင်းဖြစ်ဘူးကျွန်တော်အပြင်ကနေပြီးတော့ကျွန်တော်ကျွန်တော် with စားပြီးတော့ရိုက်ကူးထားတဲ့အဲဒီ outfit နဲ့ပဲကျွန်တော် AI ကို background နဲ့ကျွန်တော်ဘေးမှာကျွန်တော်ရှိစေချင်တဲ့အရာလေးတွေကိုဖြည့်ခိုင်းလိုက်တာကြီးများတယ်တချို့ဟာတွေကျတော့အဲကျွန်တော် outfit တွေပါချိန်ခိုင်းလိုက်လို့ရှိရင်တချို့ဟိုတိတ်ပြီးမသေးမသေးတတ်တာလေးတွေပါလေးတွေရှိတယ်အဲအဲ့တော့ကျွန်တော် outfit ချိန်ပြီးတော့လုပ်တဲ့ AI ကတော့နေရတယ်ပေါ့လေ AI ရတော့ဗောနော်အခုကျွန်တော်တို့ဒီဗောဟိုစပြီးတော့ဖွံ့ဖြိုးနေတဲ့အချိန်ကာလမှာတော့ဟို100%တော့ဟိုရာနှုန်းပြည့်စိတ်ကျဉ်တဲ့ဆရာတော့မရှိသေးဘူးဗောလေဒါပေမဲ့တော်တော်လေးကိုတော့ဟိုအံ့ဩပဏံဖြစ်เสียဖန်တီးမှုတွေတော့သူတို့စီမှာကိုဖန်တီးခိုင်းဖန်တီးခိုင်းသလောက် သူတို့ဖန်တီးပေးရလေးရှိရပေါ့အဲ့တော့တချို့ကျွန်တော်ပုံရိပ်တီဆိုလို့ရှိလို့ရှင်ကျွန်တော်เนี่ยအခုလက်ရှိရှိနေရတဲ့အဲကွဲလွဲမှုတွေကတော့ရှိတယ်ပေါ့အနည်းဆုံးတော့30% 40%လောက်တော့ကွဲလွဲမှုလေးတွေရှိနေသေးတယ်ပေါ့ဒီပုံမှာပဲနည်းနည်းလေးဒါဟို look လေးပြောင်းသွားတော့ရှိတာပေါ့လေကျွန်တော် AI နဲ့ကျွန်တော်ဒီ story လေးတစ်ခုကိုကျွန်တော်ကျွန်တော်စိတ်ထဲမှာရှိတဲ့ဟာမျိုးတစ်ခုကိုကျွန်တော်ရေးခိုင်းဘူးတယ်လွန်ခဲ့တဲ့ နှစ်နှစ်ကျော်နှစ်နှစ်လားတစ်နှစ်နှစ်နှစ်ကျော်ကျော်လောက်ကလားမသိဘူးအဲ့တော့ AI ကတလောက်ထိအရင်ကြီးမကောင်းသေးဘူးပေါ့နော်စမ်းတဲ့အချိန်ပဲရှိသေးတယ်အဲ့လိုတော့ရေးခဲပြူတယ်ဒါမဲ့လည်းကျွန်တော်စိတ်ကြည်နဲ့ရလောက်တဲ့ level တော့မဟုတ်ဘူးပေါ့လေကိုပြည့်စင်တဲ့ဟိုအကြောင်းအရာလေးတွေခန်းစားမှုလေးတွေပတ်ဝန်းကျင်လေးတွေ AI ကိုပြောပြီးတော့ story တစ်ခုဖန်တီးပေးပါလို့ကျွန်တော်ရေးခိုင်းမှုတယ်နောက်ပိုင်းတော့ရုပ်ရှင်အခုတော့ရှိနေပြီပဲဟိုဟိုကျွန်တော်တို့စာသား Laris လေးတွေရေးလိုက်လို့ရှိရင် ်တန်စင်သွက်တော့ထည့်ပြီးရှင်တို့ဖန်တီးပြလိုက်တဲ့ AI တို့ကျွန်တော်တို့ဒီအာ stay photo ထည့်ပြလိုက်လို့ရှိလို့ရှင်ဒါရုပ်ရှင် cinematic ပါရုပ်ရှင်ပေါ့နော်တကားလုံးတော့မဟုတ်ဘောနော်ကျွန်တော် second ပိုင်းစာဒီရုပ်ရှင်အယုတ်လေးတွေဖန်တီးပြတဲ့ AI တို့ရှိနေပြီဟောသူတို့ရေးတော့ရေးလိုက်တာပေါ့နော်ကျွန်တော်ထင်တာဆက်ရုပ်ကြည့်လိုက်တဲ့စာတစ်ခုလိုပဲဗျာကျွန်တော်တို့ခန်းစားမှုနဲ့အဲဒီအထက်ကဝိညာဉ်တွေတော့ပါမလာဘူးပေါ့ အနောက်ပိုင်းတော့စမ်းကြည့်ရမှာပေါ့လေဒါမဲ့လည်းကျွန်တော်တို့က AI ကိုအားလုံးယူသွားပြီးတော့ဟိုတဘွားလုံးပုံဝင်လို့တော့မရဘူးပေါ့ဒါကျွန်တော်တို့ရဲ့လူသားစံမှုကိုထိခိုက်စေမယ့်အရာတွေကတော့ကျွန်တော်တို့ဒါရှောင်းပေါ့နောက်ပိုင်းကအများကြီးဒီတဲ့ပုံပြီးတိုးတက်လာမှာလေတိုးတက်လာမှာဆိုတော့အာဒီ AI ပေါ်မှာပဲကျွန်တော်တို့ကဒီလူတွေရဲ့ဖန်တီးနိုင်တဲ့စွမ်းအားနဲ့ AI ရဲ့ AI ကို support အနေနဲ့ဘယ်လိုအကောင်းဆုံးအသုံးချမလဲပဲကျွန်တော်တို့ကစဉ်းစားကြပါ